အထီးကျန်တယ်လို့ခန်းစားရင်အထီးကျန်တယ်ပေါ့ထီးကျန်တာမဟုတ်ဘဲနဲ့အေးကျန်တယ်လို့ခန်းစားရင်အေးကျန်တယ်ပေါ့နော်ထပ်ပြီးတော့အားကျတယ်ဆိုတဲ့ဟာပေါ့ဘာလို့အားကျတာလဲဒီမျိုးလေးနေထိုင်နေတဲ့ဆရာမရဲ့ life ကိုလေ့လာကြပါလေဆရာမဟုတ်ကဲ့ရိုးရှင်းတဲ့ကျမရဲ့ဘဝပေါ့နော်ဟုတ်ကဲ့ပါဆရာမလာအထဲကိုကြွားပါအေးလေးအချစ်စီရလေရိုးရိုးရှင်းရှင်းလေးပေါ့ရိုးရိုးရှင်းရှင်းနော် ါကတော့ဧကန်ပေါ့ဟိုဘက်ကတော့ဆ iam ဆာရေးတဲ့နေရာပေါ့နော်ဆ iam ဆာရေးကွန်ပျူတာနဲ့ရေးတယ်ဆ iam ဆာရေးလို့ရှိရင်ကွန်ပျူတာနဲ့ပဲရေးတယ်อืมကြာပြီပေါ့2000ခုနှစ်ကလေးကအရင်ကတော့လက်နဲ့ရေးတာပေါ့နော်ဟုတ်ကဲ့ပါဆရာဟုတ်ထပ်ပြီးတော့ပြောအောင်ပါဆရာမရေထပ်ပြီးတော့အားကြရတယ်ဆိုတဲ့ဟာပေါ့ဘာလို့အားကြရတာလဲတယောက်တည်းနေနေပြီးတော့အေးအေးကျကျနေရတယ်ဘောကလွယ်မလွယ်ရဆရာမရေอืม ကောင်းပါတယ်တယောက်တည်းနေရတာလေတိုးတော့ဟိုတယောက်တည်းနေခြင်းမှာကောင်းွက်တွေရှိတယ်လို့စိုးွက်တွေလည်းရှိမှာပေါ့တဲ့ရွယ်ငယ်တဲ့ချိန်မှာတော့တိတ်မတည်တာဘူးပေါ့လေဒါပေမဲ့အသက်ကြီးလာတဲ့ခါကျတော့ဖီကိုစရာသားတွေတမီတွေမရှိခဲ့တဲ့အချိန်မှာအဲ့ဒီလိုပေါ်လာမျိုးကြရင်ပေါ့တမန်နေနဲ့ဆိုရင်တော့အဆင်ပြေနိုင်ကြပါမလားပေါ့ဆရာမကတော့ပြဿနာမရှိဘူးဆရာမကစာအုပ်တွေရှိတယ်ဆရာမမျက်စိမြင်ရတယ်ပေါ့နောက်ဂီတကိုစိတ်ဝင်စား စာအုပ်နဲ့ဂီတနဲ့ဆိုဘာမှမတို့တော့ဘူးလေအသက်ကြီးတဲ့အခါမှာနေနိုင်ခြင်းမနေနိုင်ခြင်းဆိုတာထပ်ပေါ်ဆရာမတကယ်အဓိကကြတာစိတ်ခံစားမှုအထီးကျန်ခြင်းပေါ့ဒါကျွန်တော်မြင်တာပါအော်အထီးကျန်တယ်လို့ခံစားရင်အထီးကျန်တယ်ပေါ့ထီးကျန်တာမဟုတ်ဘဲနဲ့အေးကျန်တယ်လို့ခံစားရင်အေးကျန်တယ်ပေါ့နော်အထီးကျန်မှုအတွက်ပေါ့နော်ဆရာမရဲ့လက်ရှိ နေထိုင်မှုကကြောင်မြောက်တဲ့စကလုံးတွေအတွက်ပေါ့ကုံချမ်းဖြစ်နေရပါဘူးကုံချမ်းဖြစ်နေတာပေါ့အဲ့လိုပြောရင်လည်းရပါတယ်အဲ့လိုပြောရင်လည်းရပါတယ်